စတော့ငယ်ငယ်တုန်းကဒကမာကြီးနဲ့ကြွားမနေတဲ့အချိန်တုန်းကပေါ့ဒါကြီးကအကြောင်းကြီးငယ်ရှိလို့ခရီးသွားတယ်အလူတန်းပွဲလန်းသွားတယ်ဘေးဟူသွားတယ်ဆိုလို့ရှိရင်အိမ်မှာတာမိ၃ရက်ဥစဉ်ကြီးအလက်နဲ့ဥစဉ်ရဲ့ငရမရှိသေးဘူးတာမိ၃ရက်အလူနေကြတယ်ဟာဒကမာကြီးကတောင်းလိုက်တစ်လုံးခိုင်းမြထိုင်းမင်းတွေအောင်ရှောက်သွားပြီးတော့သူကမလီငါသားနဲ့လူမစွမ်းနတ်မလာတယ် ဲ့တော့ကျွန်တော်ပဲနားလည်မလဲနော်သူမလည်းဆိုတော့မလိုက်တာပေါ့လေသူကတော့ဘာပြောကြနေတာဆိုတော့တခါကြီးရှိတဲ့အခါကျတဲ့တခါကြီးကသူကထမ်းမြေပေါ်တက်ပြီးထမ်းသစ်တွေပါတယ်ခြံပြီးတော့ဥစ္စာအညာဒေသဆိုနေရသည်နော်ဟိုမြက်တွေပါတယ်ကောင်းကောင်းမဖြစ်သေးဘူးဆိုရင်ထမ်းသည်အနုပ်လေးတွေကိုခြံပြီးတော့ဓာတ်နဲ့ဆင်းပြီးနွားကျွေးနွားစားလုပ်ပြီးနွားကျွေးကြတဲ့ထမ်းဆင်းအဲ့တခါကြီးကလည်းမရှိတဲ့အခါကျတော့တခါမကြီးကအဲ့ဒါသူကလည်းထမ်းမြေပေါ်မတက်နိုင်တော့ထမ်းမြေအောင်ကျွေးကြတဲ့ထမ်းသစ်တွေတောင်းနေတဲ့လိုက်ကောင်းအဲ့ဒါ ရှင်းနေကြွက်တွေမကတ်ရသေးတဲ့အပိုင်းလေးတွေဒါလေးနဲ့ဆင်းပြီးတော့နွားကျွေးရအဲ့တော့ပဲတော့လူမစွမ်းတော့နတ်မတယ်တဲ့အဲရောလာတဲ့နားမလဲဘူးနော်သူမတယ်ဆိုတော့ဒီတိုင်းပဲဟောနတ်မတယ်နေမှာပေါ့ဘောကြီးချီရတာစဉ်းစားချင်းပြီးတယ်ဒီနေ့ခေတ်ဒါရမတွေနတ်မတယ်နတ်မတယ်ညတော့ပူဇော်ကိုဝန္ဒတာနတ်တယ်ဟွန်းတယောက်ပဲပြောလိုက်ပါမယ်နော်ဘူကြီးကျော်ခင်ဗျားတို့ပါမသူ့ရက်ပလက်သူပဲမမှာပေါ့ခင်ဗျားတို့ပါမမှာလဲနော်သူ့ဟာသူ့ အရက်သူတော်မှာသူ့ဘုံသူ့ကံနဲ့သူ့ကုသိုလ်ကံနဲ့သူမတောင်းနိုင်တော့ခင်ဗျားတို့ကတ်တောင်းနေရတာဘာမှမလဲဓမ္မတွေဘာမှမျော်လင့်နေလည်းမသိပဲတာပြောချင်တာအဓိကဒါတော့မဟုတ်ပါဘူးဦးစင်းပြောချင်တာအဓိကအကြောင်းကလူမစွမ်းရင်နတ်မတယ်ဆိုတာမဟုတ်ဘူးလူတော်မစွမ်းလို့ရတာဘယ်နတ်ကမှမမနိုင်ဘူးတကယ်တော့နတ်မတယ်ဆိုတာလူစွမ်းလို့မတာလူကကံစွမ်းဉာဏ်စွမ်းဝိရိယစွမ်းတစ်ခုခုရှိမှနတ်ကမလို့ရတာဦးစင်းတို့ဩဇောတိကသထေကြီးတို့ နော်ပုံဘိမ့်မှတစ်ထိပ်ဘိမ့်မှပေါက်တယ်ဆိုတာဒါအတိတ်ကံစွမ်းရှိလို့နှမတာညာစွမ်းရှိလက်နက်ကမှတ်နိုင်တယ်ဘုရားမဟာသနကမင်းကြီးတို့ဝိရိယစွမ်းရှိလို့ပင်လယ်ပြင်မှာစောင့်နေမဏိမေခလာနတ်သမီးကမှပြီးတော့ကဲတာပြောနေတာကနက်ကကုညီတဲ့သဘောပဲနော်သူတို့အမြတမ်းပေးဝေထားတယ်သူတို့ကိုကျေးဇူးပြုထားတဲ့အခါဒါကလူဒီမားတွေသဘောရှိပါတယ်ကိုကတရားကိုကုညီထားတယ်ဆိုကိုခက်ခဲဖြစ်နေတဲ့အခါမိကောင်းစေကောင်းပိသားတဲ့ပုဂ္ဂိုလ်ကအော်သူ့ ငါတော့ဟာကူထားတာငါလည်းသူ့လက်ကြကူအောင်ပါပဲဒီလိုပေါ့နှစ်လက်ဒီသဘောပါပဲဒါအထုမရှိပါဘူးဒါမှမဟုတ်ဒီနေ့ခေတ်ပူဇော်တယ်လို့ပူဇော်တာလည်းမဟုတ်ဘူးနော်အဲ့ဒါတကယ်ကူညီတန်းတာဆိုတာနှကောင်းနှမြတ်တမာတွေကနှကောင်းနှမြတ်သူတို့ကသူတို့ကအမြတ်တမ်းပေးဝေးတဲ့နီးနဲ့မေတ္တာပို့တဲ့နီးနဲ့ပဲသူတို့ကပူဇော်လို့ရတာဒီနေ့ခေတ်ပူဇော်တဲ့နီးရတာမဟုတ်ဘူးပေါ့နော်ဒါမှားတယ်အဲ့ဒါဒီကပြောနေတာလူမစွမ်းလို့ရှင်နှက်လက်မမနိုင်ဘူး နတ်မရဆိုတာလူစွားမှမရလူကကံစွားညာစွားဝိရိယစွားတစ်ခုခုရှိမှသာနတ်ကမလို့ရတယ်အဲ့သုံးခုတစ်ခုမှလူကမစွားမှုဆိုရင်တော့ဘယ်နတ်မှလာမှမဟုတ်ဘူးအများတို့မရဆိုတဲ့နတ်တွေကတော့မပြအကုန်ယူသွားလိုက်မယ်အဲ့ဒါနော်